မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်ကြောင်းလဲဆုတောင်းပေးပါတယ်ဂျေစုတော်ကြောင့်ဒီမနက်မှာကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ကောရင်သူဩဝါဒစာပထမဆုံးခန်းကြီး9အပိုင်းငယ်33ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ခင်မိုးရှိတော်သူမူကမိမိမယားဤစိတ်နှင့် တွေ့စေခြင်းကား လောကီအမှုကိုသတိထားတတ်၏ဒီခန်းမှာတော့အိမ်တောင်နဲ့ပတ်သက်တဲ့အကြောင်းကို ရှင်းလင်းတွင်တင်ထားတာတွေ့ရပါတယ်အိမ်တောင်ရှိတဲ့သူတွေကလောကီမှုရေးတွေကိုပို့ပြီးတော့မှအာယုံဆက်ရတယ်အိမ်တောင်မရှိတဲ့သူတွေကတော့လောကီမှုရေးတွေကသူ့ကိုမချီးနှောင်နိုင်တဲ့အတွက်ဖယားသခင်ကိုပို့ပြီးအာယုံဆိုင်နိုင်ကြလိမ့်မယ်လို့တွင်တင်တာကို တွေ့ရပါတယ်ပြီးတဲ့အခါမှာ နောက်ဆုံးသောကာလအခြေအနေက ခရင်ချင်းချက်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မရရှိတဲ့သူကလည်းမရမရှိသလိုလင်းရှိတဲ့သူကလည်းလင်းမရှိသလိုမျိုးဒီလိုမျိုးစိတ်ထားထားနိုင်ရမယ်လို့လည်းသွန်သင်တာတွေ့ရပါတယ်ဒီလောကအရာတွေကရွေးသွား꽌ပြောက်တတ်တာမို့လို့ဒီလောကအရာတွေပေါ်မှာဆွဲလန်းနေခြင်းကကျွန်တော်ရဲ့ဝိညာဉ်ရေးရာကိုအစီအတာဖြစ်စေနိုင်တဲ့သဘောသွန်သင်တာကိုတွေ့ရပါတယ်ချစ်တော်မိဘညီကိုမောင်တို့လူတိုင်းတော့ ဒါကိုလုံနိုင်ကြမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်အိမ်တော်ရယ်လို့ဖြစ်လာတဲ့အခါမှာအိမ်တော်မှုရေးတွေကိုကျွန်တော်တို့ထမ်းဆောင်ကြရတာပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဝိညာဉ်ရေးရာကိုမပြက်ကွက်ဖဲနဲ့အိမ်တော်ဝတ်ကိုထမ်းရွက်နိုင်ရင် ကောင်းပါတယ်။လင်းဝတ်မရဝတ်ဆိုတာတွေကို ကျွန်တော်တို့ကစောင့်ထိန်ရမှာပဲဖြစ်ပါတယ်။ဘုရားနဲ့ဆုတောင်းရမယ့်အချိန်ဆုတောင်းရမှာဖြစ်တယ်။အိမ်တော်ဝတ်ကိုပြုရမယ့်အချိန်အိမ်တော်ဝတ်ကိုပြုရမှာဖြစ်ပါတယ်။ ဧဝံဂေလိတရားကိုဟောဖို့ဖြစ်လာရင်လေဧဝံဂေလိတရားအတွက်အသက်ရှင်ရမှာဖြစ်တယ်။ထိုနည်း၎င်းပဲကိုယ့်ရဲ့မိသားစုကိုလည်းပြစ်ပယ်ထားလို့မရဘူးဂယုဆတ်ရမှာဖြစ်တယ်ဆိုတာကိုသိရှိလာလေဖို့လိုပါတယ်။ကိုက အသွေးသားခန္ဓာရှိတဲ့အတွက်ကြောင့်မလို့လောကီတက်မတ်ခြင်းဆိုတာကလည်းတုံညအထိကင်းဖို့ခက်ပါတယ်။ဒါကြောင့်မလို့ဒီတက်မတ်ခြင်းတွေကိုမှားယွင်းစွာအသုံးမပြုမိစေဖို့ရန်အတွက်ခင်မုန်းတဲ့ဟာဇနီးတဲ့နဲ့ဆက်ဆံရမယ်။ ဇနီးတွေဟာလည်းကိုခင်မို့နဲ့သာဆက်ဆံရမယ်လို့တွန်းတင်ထားတာတွေ့ရပါတယ်။အကယ်၍များ အိမ်တောင်ဝတ်ကို မကြည်ပွန်ပဲလက်လွတ်စပယ်ပြစ်ပယ်ထားမယ်ဆိုလို့ရှိရင်တော့ဖောက်ပြန်မှုတွေဖြစ်လာနိုင်တယ်ဆိုတာကိုသိရှိနားလည်ဖို့လိုပါတယ်။ဒါကြောင့်မလို့အမှုတော်ဆောင်တွေကအိမ်တောင်ကို အချိန်မပေးနိုင်ပဲခကြီးတွေပဲထွက်ပြီးတော့မှ အလုံများတဲ့အပေါ်မှာตายနေတယ်ဆိုလို့ရှိရင်တော့မိသားစုအတွက် အများကြီးအကွက်ကမဲစေပါတယ် ထိုနည်း၎င်းမှာပဲအမှုတော်တဲကိုတွားတဲ့အခါမှာလည်းပဲကိုယ့်ရဲ့အိမ်တော်မိသားစုတွေပေါ်မှာစွဲလမ်းမှုကြီးပြန်ရင်လေအမှုတော်ကိုနှောက်နေစေပါတယ်ဒါကိုကျွန်တော်တို့မြတ်မြတ်တတစဉ်းစားနိုင်ဖို့လိုအပ်ပါတယ်အကယ်၍များကိုယ့်ရဲ့ဇနီးတဲ့ခင်မွန်းတဲ့ဆုံးပါသွားခဲ့ရင်လေတယောက်တည်းနေနိုင်ရင် ပိုကောင်းပါတယ်ဘာဖြစ်လို့လဲဆိုဘုရားသခင်ကျွန်တော်နဲ့အတူရှိတဲ့အတွက်ဒီလွတ်လပ်တဲ့အခွင့်အရေးကိုပိုပြီးအသုံးချနိုင်မယ်ဆိုရင်ဘုရားရှင်အတွက် တား၍ကျွန်တော်တို့ဆက်ကန်နိုင်မှာဖြစ်ပါတယ်။တိုးတော်လည်းပဲဖျားသခင်အတွက်ဆိုတဲ့ယူပါယုံမျိုးမရှိခဲ့ရင်တော့တတ်မှတ်ခြင်းစိတ်ကြောင့်အခြားအိမ်တောင် ပြုတ်ခဲ့မယ်ဆိုရင်လဲတားမြစ်ထားတာမရှိပေမဲ့အဲ့ဒီလောကီတတ်မှတ်ခြင်းတွေနောက်ကိုပဲလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အတွက်ဝမ်းနည်းစရာကောင်းတဲ့အခြေအနေဖြစ်လာနိုင်တယ်ဆိုတာကိုတော့သတိပြုနားလည်ဖို့ရအရေးကြီးပါတယ်။ဒါကြောင့်မလို့တူးတဲ့နေမယ်ဆိုရင် ဘုရားသခင်အတွက်ကိုယ်အသက်တာကိုတန်ရှင်းစွာနေဖို့လိုပါတယ်တူးတဲ့နေပြီးတော့မှဘုရားအတွက်လည်းယူပါယုံမရှိဘဲမဆက်ကပ်ဘဲနေမယ်ဆိုရင်တော့စုံစမ်းနောက်ဆက်ချင်းနေတဲ့မှာပြိုလဲနိုင်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာတတိပြုစရာက အိမ်တော်မပြုသေးဘူးဆိုရင်တော့မိမိတတ်မှတ်ခြင်းစိတ်ကိုမချုပ်တီးနိုင်ရင်အိမ်တော်ပြုဖို့လိုပါတယ်အိမ်တော်ပြုပြီးသားဆိုရင်လည်းပဲအဲ့ဒီအိမ်တော်ပေါ်မှာတာဝန်ကျေရမှာဖြစ်တယ်လို့ ဝိညာဉ်ရေးရာကိုလည်းလှုပ်ဆောင်ရမှာဖြစ်ပါတယ်။အိမ်တော်ကိုပြက်ကွက်ရအောင်လဲဝိညာဉ်ရေးရာဘက်ကြီးပဲအားဆိုင်ဖို့မဟုတ်ပါဘူး။အစကတည်းကအိမ်တော်မပြုတ်ဘဲနေခဲ့မယ်ဆိုရင်တော့ဖះအတွက် လုံးဝအကျွင့်မဲ့ဆက်ကပ်ဖို့ပိုကောင်းပါတယ်။သို့တော်လည်းပဲအိမ်တော်မပြုတ်ဘဲကိလေသာစိတ်ပူပန်နေဆိုရင်တော့မာရင်းစရာတွေဖြစ်နိုင်ပါတယ်။ဖះရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်သောဖះကိုရုပ်ကိုယေရှုတင်နေ။ ညီနိုကဘတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာမှာ အိမ်တောင်နဲ့ပတ်သက်တဲ့သိရှိရမယ့်အရာတွေကိုတွင်တင်လို့ဂျေဇူးတင်နေကြားနာရတဲ့မိသားစုဝင်အယောက်တိုင်းကိုကောင်းချီးပေးပါအိမ်တောင်ပြုဖို့စိတ်ကူးနေတဲ့သူတွေပေါ်မှာတော်လကောင်းအိမ်တောင်ပြုထားပြီးတဲ့သူတွေပေါ်မှာတော်လကောင်းကိုရောဖျားလက်တော်ရှိပါအလိုတော်နဲ့အညီအသက်ရှင်နိုင်ဖို့အားစားပါတနေ့တလုံးဆက်ကတ်တဲ့အခါသခင်ယေရှုနာမ၌ဆက်ကတ်အနံဆုတောင်းပါ၏အာမင်